တို့ဒီတိတုံညာကိုရှစ်ပေါ့နော်ဒါတိတုံညာကိုရှစ်တိတုံညာကိုရှစ်ကဒီ6 5 4 3ပေါ့နော်တိတုံညာကိုရှစ်ရဲ့ပါဝါ6 5 4 3ပေါ့အဲ့ဒီကောင်ကဒီမှာဒီ9ရဲ့2ရဲ့9ရဲ့6 ုံညရဲ့6ရဲ့9ရဲ့9 6ငါ9ရဲ့တုံညရဲ့9ရဲ့4 6 5 4 6ရဲ့3ရဲ့6ရဲ့3 6543ဘုနော်ကဲ3969653လို့ရိုက်ထားတဲ့လမ်းရဒီမှာလဲ6943လို့ခင်ဦးမယ်ဆိုရင်တော့ 6ထိပ်ပေါ့နော်အဲ့တော့သူကနောက်ပိတ်ကတခါလေးပါလာတာပေါ့နော်ဒီ9ရဲ့2ရဲ့9ရဲ့3ည2ရဲ့2ရဲ့6ရဲ့3ည3ရဲ့9ရဲ့8ရဲ့3ည3ည6ရဲ့4ရဲ့ 3ရဆိုရင်ကျွန်တော်တို့က4နောက်ပိတ်ပေါ့နော်ဒါလည်း6 5 4 3ကိုဖြီးတဲ့သဘောပါလေနော်ဆိုတော့ဗာလဲဆိုတော့ခွာလေးခွာလေးခွာရှစ်ခွာလေးခွာလေးခွာရှစ်ဆိုတာခွာပေါင်း3ခုရဲ့ပေါင်းလာ6ခွာ2ခွာ8ခွာ9ခွာပေါင်း3ခုရဲ့ပေါင်းလာ9 6 9ခွာ2ခွာ9ခွာ3ဒါခွာပေါင်း3ခုရဲ့ပေါင်းလာ4 6 5 4 ခွား6ခွား9ခွား3ညခွားပေါင်း3ခုရဲ့ပေါင်းလိုက်3အချောင်းကွာပေါင်းနေကို6543လို့ရိုက်မယ်ဆိုရင်သူကကွာ30ကနေရောပါယူမယ်ဆိုရင်တော့ကျွန်တော်တို့ကဒီ6ထိတ်4ဘိတ်ပေါ့နော်အဲ့လိုလူယူပြီးတော့သူကဗရိတ်ကပေါ့နော်ဗရိတ်ကဒီနှစ်ဦးမှတည်ရတဲ့ဒီနှလုံးပေါင်း9 အဲ့ဒီနှလုံးမောင်းကိုဒီခွန်ရယ်ခွန်ရယ်ကိုယ့်ရဲ့ပါဝါနော်ဒီကိုယ်တုံညာပေါင်းတဲ့ကိုကိုယ့်ရဲ့ပါဝါလေးကိုခွန်ရယ်ခွန်ရယ်လေးလို့ရပြီးတော့ဒီနှလုံးမောင်းကိုကဒီပရိတ်ကိုလို့ကြားတာပေါ့နော်ဒီကိုတစ်ကိုပရိတ်ကိုလို့ကြားတာဒီပရိတ်ငါးကဒီနှလုံးမောင်းငါးက ီပရိငါဘုံနော်ငါရဲ့ပါဝါ၃ညကိုတည့်ရဲ့ကိုရဲ့၃ညဆိုပြီးတော့ဒီနှလုံးပေါင်း၄ရဲ့ပါဝါကိုဒီနှလုံးပေါင်း၃ညရဲ့ပါဝါငါဘုံနော်ကိုငါဒီနှလုံးကိုပရိကိုဒီနှလုံးကပရိငါကိုငါပြီးတော့ဒီနှလုံးပေါင်းနှစ်ဒီလုံးဒီနှလုံးပေါင်းနှစ်ကပရိနှစ်ဘုံနော်ဒီမှာကြပရိနှိရဲ့ပါဝါခွန်ကို၃ညနဲ့ခွန်နေတယ် ခုံလို့ထောက်ခဲ့ရသေးတာအဲဆိုဒီနှလုံးမောင်းကိုပရိတ်ကိုဒီနှလုံးမောင်းကပရိတ်ကဒီနှလုံးမောင်းနဲ့ပရိတ်နဲ့ကိုငါနှစ်ဒီနှလုံးမောင်း၃ပရိတ်၃ဆိုရင်နော်ဒီမှာပရိတ်၃ပေါ့နှလုံးမောင်းကိုနှလုံးမောင်းကနှလုံးမောင်းနဲ့နှလုံးမောင်း၃ကိုငါနှစ်၃ပေါ့ပရိတ်ကိုပရိတ်ကပရိတ်နဲ့ပရိတ်၃ပေါ့နော် ပရိကိုရပါဝါလေးဒီနှလုံးလေးပရိငါရပါဝါ၃ညဒီနှလုံး၃ညပရိနှစ်ရပါဝါခွန်ဒီနှလုံးခွန်ပရိသုံးရပါဝါရှစ်ဒီနှလုံးရှစ်လို့လည်းသူထောက်ထားတာနော်ခွန်ခွန်ပေါင်းတဲ့လေးလေးရပါဝါကိုပရိကိုဒီကိုပေါင်းတဲ့၃ညသုံးညရပါဝါငါပရိငါ၃ညခွန်ပေါင်းတဲ့ခွန်ခွန်ရပါဝါနဲ့ပရိနှစ်ကိုကိုပေါင်းတဲ့ရှစ်ရှစ်ရပါဝါသုံးပရိသုံးဆိုရင်တော့ 6ထိပ်4ဘိန်းနဲ့ဆိုရင်တော့634ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့တိ398ကလည်းခါဝင်တယ်ဆိုရင်တော့6543ကိုခွာပေါင်းနေရ6543လို့ရိုက်ပြီးတော့398ခါရှစ်ခါဝင်မယ်ဆိုရင်တော့684ပေါ့နော်634 684အဲ689ပေါ့နော် 6364689ဘောနော်အဲ့လိုမဟုတ်ဖဲနဲ့အဲ့လိုမဟုတ်ဘူးနဲ့ဒီတော့ရိုက်ခဲ့တဲ့6543ရအောင်ပါဘောနော်အဲ့ဒီနှလုံးပေါင်း9 9ပါဝါ3ညနော်9ပါဝါ3ညနောက်ပေါင်း3ညဦးဒီက4196နဲ့4196 လေးတရဲ့ပါဝါ96ပေါ့နော်လေးတ96နဲ့နောက်ပေါင်း30နော်အဲ့ဒါပြီးတော့ဒီ65ပေါင်းနဲ့1နော်တရဲ့ပါဝါ6နောက်ပေါင်း6ကိုနော်တရဲ့ပါဝါ6နောက်ပေါင်း6ကို6513ညာနဲ့65ရဲ့ပါဝါ13ညာ6513ညာနဲ့နောက်ပေါင်း6ပေါ့နော်အဲ့ဒါတမျိုးပေါ့အဲပြီးတော့သူ့ရဲ့နောက်မှာ9 3 ကိုသုံးပေါင်းတော့နှစ်နှစ်ရဲ့ပါဝါခွန်နောက်ပေါင်းခွန်လို့ရိုက်တယ်အဲဆိုရင်ကိုသုံးရဲ့ပါဝါ၈၄ကိုသုံး၈၄နဲ့နောက်ပေါင်းခွန်နော်ကိုသုံး၈၄နဲ့နောက်ပေါင်းခွန်အဲဆိုကျွန်တော်တို့ကဒီပတ်မှာဒီမှာထောက်ထတာက၅သုံးပေါင်းတော့၈ရှိရပါဝါသုံးနောက်ပေါင်း3ဆိုရင်နော်နောက်ပေါင်း3ဆိုရင်5သုံးရပါဝါ3ရ8နဲ့5သုံး3ရ8နဲ့နောက်ပေါင်း3 ့အတော့၃ရက်နဲ့နောက်ပေါင်း၃ဆိုရင်ကျွန်တော်တို့ကဒီမှာ၅ရက်အတွဲနဲ့၃တုံညာအတွဲပဲရမှာနော်အဲ့ဒါဟိုဒီပရိတ်၃နဲ့ဆိုရင်တော့အဲ၃ညာ၈၅၃ညာ၅ရက်၃ညာ၃တုံညာ၃ညာ၃ညာ၃ဆိုပြီးရမှာပေါ့နော်အဲ့လိုမဟုတ်ဖ ೇನೆ နောက်တနည်းရဒီပေါ့နော်ဒီပစိလေးပစိလေးရပါွား ိုးဘိတ်အဲ့လိုလာအောင်မလားပရိတ်တပရိတ်တရဲ့ပါဝါ6ဘိတ်နော်ဒီကပရိတ်3ပရိတ်3ရဲ့ပါဝါ10ဘိတ်နော်ဒီပရိတ်2ခုကကျန်းတာပရိတ်2ရဲ့ပါဝါခွန်ဘိတ်နဲ့ဆိုရင်တို့ကဒီ639ခွန်လို့ပေါ့နော်ဒါဒီ88ခွန်လို့ပေါ့ မမွေ33ခုံလို့ပေါ့နော်အဲဒါနီးမျိုးစုံနဲ့ तू ကဘလို့လှဲခွဲလှဲမလဲဆိုတာမသိနိုင်လို့ကျွန်တော်ကကြူပြီးတော့မှဒါသူ့ရဲ့ထောက်လေးတွေကိုပြပေးလိုက်ပါတယ်နော်ပရိတ်လေးရဲ့ပါဝါ9ဘိတ်ပရိတ်10ရဲ့ပါဝါ6ဘိတ်ပရိတ်3ရဲ့ပါဝါ10ဘိတ်ပရိတ်2ရဲ့ပါဝါ9ဘိတ်ဆိုလို့လဲလာသွားနိုင်တယ်ပေါ့နော်အဲ့ဆိုရင်ဒီ break 3နဲ့ဆိုရင်တော့33ခု88ခု639ခုပေါ့နော် ဒီထဲမှာအကြိုက်ကနန်းတဲ့ထိုးမယ်ဆိုရင်တော့634 689 684ပေါ့နော်မိမိကြိုက်နှစ်သက်ရာကိုထိုးပါဒါဒီနီးကနိုင်လေးရလေတကယ်ကောင်းပါလေနော်သူကဒါသူ့ရဲ့အထောက်တွေနဲ့ပါဝါတွေနဲ့ရိုက်ထားတယ်ပါဟုတ်ကျွန်တော်မင်းတတ်တာပါဒီကနေ့ချဲထွဲမဲ့ရင်မှာပေါက်သီးဖြစ်ကြပါသည်